နှစ်ပေါင်းအတော်များများကာလအတွင်းရုရှားရဲ့အကြီးမားဆုံးတပ်အင်အားချက်ထွေမှုအတွက်သမရပူတင်ကတပ်သားတွေခေါ်ယူဖို့ညွှန်ကြားထားပါတယ်။ပူတင်ညွှန်ကြားခဲ့တဲ့အစီအစဉ်သစ်အရအသက်16နှစ်နဲ့30ကြာစစ်သားတဲ့အင်အား36000ကိုဖြစ်တင်းခေါ်ယူသွားမှာဖြစ်ပါတယ်။ဒါဟာ2017နောက်ပိုင်းရုရှားစစ်တပ်ရဲ့အကြီးမားဆုံးလူသစ်ဆူဆောင်းမှုစီမံကိန်းဖြစ်လာမှာပါ။ပူတင်ကရုရှားဟာရှည်ရင်ဆွဲအမြဲတမ်းစစ်မှုထမ်းအင်အား 1.5တန်းကို1.39တန်းအထိတွန်းမြှင့်ဖွဲ့စည်းတင်တယ်လို့ပြောကြားခဲ့ပြီးလပိုင်းကြာမှာပဲအခုအစည်းအဝေးကိုစတင်ပြင်ဆင်လာတာဖြစ်ပါတယ်။ဒုတင်နာပတိဆီမီယန်စကီးကတပ်သားတွေဟာယူကရိန်းရှေ့တန်းစစ်မျက်နှာတွေစီဆေလွတ်ခံရမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့လည်းကျူးကျော်စစ်ပွဲအစပိုင်းတုန်းကစစ်မှုမထမ်းမနေရအမိန့်ကြေညာပြီးတပ်သားတွေစုဆောင်းခံရသူတွေတဲကတချို့ဟာယူကရိန်းရှေ့တန်းစစ်မြေပြင်စီပို့ဆောင်ခံရပြီးတေကြေဒဏ်ရာရတဲ့သတင်းတွေရှိခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ဂျာဝင်စိတ်ဆက်ပေးမှုအရရုရှားနဲ့ယူကရိန်းတို့ဟာစွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုအပြန်အလှန်တိုက်ခိုက်တာမျိုးကနေရှောင်ရှားဖို့ကတိပြုထားပါတယ်။ဒါပေမဲ့နိုင်ငံတောင်ပိုင်းကာဆိုမြို့ကတအားပေးစင်တာတခုကိုရုရှားကပြစ်မှတ်ထားခဲ့တာကြောင့်လူပေါင်း၄000ကျော်ကျော်လျှက်စစ်မီမရတဲ့အခြေအနေကြုံခဲ့တယ်လို့ April 1ရက်နေ့မှာယူကရိန်းကဆွဆွဲပြောကြားထားပါတယ်။ရုရှားဟာຫນွေဦးနဲ့ဆောင်းဦးကာလတွေမှာစစ်မှုထမ်းအမိန့်နဲ့လူငယ်တွေကိုစင့်ခေါ်လေရှိပါတယ်။ လက်ရှိနေဦးကာလတက်သားတဲ့စုစားမှုဟာ2024တူညီတဲ့ကာလတုန်းကထက်အရေးအတွက်တပေါင်းပိုများပါတယ်။ရင်းနှုန်းကစစ်မှုထမ်းခေါ်ယူတဲ့အသက်အရွယ်ကို18နှစ်ကနေ28နှစ်လို့သတ်မှတ်ထားပေမဲ့2024နှစ်စံပိုင်းကစလို့18နှစ်ကနေ30အထိလို့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။စစ်မှုထမ်းအသစ်တွေခေါ်ယူဖို့ရာဓာခံရသူတွေစီအကြောင်းကြားစာတွေစတင်ပေးပို့ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။၃နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေအများပြားထိခိုက်သေးကြခဲ့ပြီး BBC သတင်းဌာနကအတည်ပြုထားတဲ့စာရင်းတွေအရရုရှားစစ်သားတသိန်းကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လက်တွေ့မှာအသေးပြောက်ကိန်းကနက်ကအဲ့ဒီထက်နှစ်ဆလောက်ထိမြင့်တက်နိုင်ခြေလဲရှိနေတယ်လို့လေလာသူတွေကသုံးသပ်ထားကြပါတယ်ရှင်။